မျိုးတုံးလူနေပါငှက်မျိုးစိတ်ဖြစ်တဲ့ဂျိုးကြကောင်းနေဦးတိုက်ကိုတွေ့ရှိပြီးတရင်ပေးပို့ခဲ့တဲ့ရွာသားကိုဂုံပြုတ်ငွေပေးအပ်ခြင်းမြင့်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ24ရက်နေ့ကအေယာဝတီမြို့ဝကျွန်မဒေသမအူပင်မြို့နယ်မှာတတော်ဦးစီးဌာနနဲ့တိုင်းငတ်ထိန်ထိန်အဖွဲ့မြန်မာနိုင်ငံအစီအစဉ်တို့ကဂျိုးကြငတ်နဲ့ဇီဝမျိုးစုံမျိုးကွဲများထိန်ထိန်ဟော်ပြောဝယ်ရီဆောင်ရနေစဉ်ရွာသားဦးစောမျိုးကမြုံထောင်ရာကနေဂျိုးကြကိုအတိုက်တွေ့ရှိကြောင်းတရင်ပေးပို့ခဲ့တာဖြစ်ပါတယ်။ ီလိုသတင်းပေးပို့မှုကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေလိုင်းလံကြည့်ရှုခဲ့ရာဂျိုးချအူအတိုက်ကိုတွေ့ရှိရတဲ့အတွက်ပထမဆုံးသတင်းပေးပို့သူရွာသားဦးစောမျိုးကိုဂုံပြူငွေ7000ချင်းမြင့်ခဲ့တယ်လို့ WCS Wildlife Conservation Society ကဦးသက်စွန်နိုင်ကပြောပါရယ် အခုလိုတွေးရှိမှုတွေအတွက်နောက်ပိုင်းကိုလည်းသတင်းပေးဖို့လာပါကတွားရောက်ကြည့်ရှုပေးမှန်ကန်တယ်ဆိုရင်ဂုံပြုငွေချင်းမြတ်မှာဖြစ်တယ်လို့သိရပါတယ်။ဂျိုးကြခေါင်းတွေဟာလေခွေကိုင်းတော်နဲ့ရေဆက်ရှိတဲ့နေရာတွေမှာနေထိုင်ချက်စားလေးရှိပြီးအများစုကတော့စပားဆိုင်ခင်းလေခွေတွေအတိုက်ပြုတ်လို့လေးရှိပါတယ်။အတိုက်တတိုင်မှာဥနှလုံးသာဥလေးရှိပြီးဥရွယ်ဆောင်ကတော့ဘဲဥထံငါးစားမြကြီးတယ်လို့သိရပါတယ်။ ဂျိုးကြခေါင်းတွေဟာနေထိုင်ချက်စားရာစစ်စစ်မြေတွေပျောက်ကွယ်လာခြင်းလူတွေရဲ့တက်ဖြတ်စားတောက်မှုကိုခံရခြင်းအတိုက်များဖြက်စီးခံရခြင်းတို့ကြောင့်မြို့တုံးတို့မဲ့အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒါကြောင့်တတော်ဦးစီးဌာနနဲ့တားငတ်ထိန်ထိန်အဖွဲ့မြန်မာနိုင်ငံအစီအစဉ်တို့ကမျိုးသုံးလူနီးပါးဖြစ်နေတဲ့ဂျိုးချခေါင်းတွေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့2016ခုနှစ်ကစတင်ကအေယာဝတီမြို့ဝကျွန်းပေါ်ဒေသတွေမှာလွတ်ဆောင်ခဲ့ပြီးစတင်ခဲ့တဲ့နှစ်မှာဂျိုးချခေါင်းတွေအတိုင်း33တိုက်ရှာဖွေတွေ့ရှိပြီးထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့တယ်လို့သိရပါဗျာ။ မျိုးသုံးလူနေပါငှက်မျိုးစိတ်ဖြစ်တဲ့ဂျိုးဂျာခေါင်းတွေဟာကမ္ဘာပေါ်မှာအကောင်ရေ15500ကနေ2000ခန်းနဲ့မြန်မာနိုင်ငံမှာအကောင်ရေ900ခန်းကျန်ရှိနေကြောင်းခန့်မှန်းထားကအဲ့ဒီအနက်အေယာဝတီမြို့မှာကျွန်းပေါ်ဒေသမှာတော့အကောင်ရေ200ကနေ400အထိရှိနိုင်တယ်လို့သိရပါဗျ။ ဂျိုးချခေါင်းတွေကိုအေယာဝတီမြို့ဝကျောမော်ဒေတာတွေဖြစ်တဲ့ရေကြီးမြို့ဟင်းတရာမြို့ဝါခဲမမြို့ကြိုက်လက်မြို့မော်လမြိုင်ကျောမအူပင်မြို့မြောင်းမြမြို့နဲ့အိမ်မဲမြို့တွေမှာတွေ့ရှိနိုင်ပြီးမအူပင်မြို့နဲ့ဝါခဲမမြို့တို့မှာအများဆုံးတွေ့ရှိရတယ်လို့သိရပါဗျာ။